โอเคအားလုံးပဲမင်္ဂလာပါကိုအောင်တောင်ကြီးတိတော့ channel နဲ့ YouTube channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ရဲ့တိတော့ channel နဲ့ YouTube channel လေးကိုကြည့်ရှုနေကြတဲ့ channel တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဒီနေရာကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျဟုတ်ကဲ့ထုံးစံအတိုင်းပဲဒီနေ့ညမှာဆိုရင်လည်းကျွန်တော်ရဲ့ရွေးချယ်မှုပွဲစဉ်လေးမပြောခင်မှာကျွန်တော်ပနေ့ညကကျွန်တော်ရဲ့ရွေးချယ်မှုဒီဗီဒီယိုလေးမှာဆိုရင်ကျွန်တော် TikTok channel နဲ့ YouTube channel လေးတွေမှာဆိုရင်ကျွန်တော်ရဲ့ဒီ၃တင်းမောင်းတဲ့ဗီဒီယိုလေးကိုကျွန်တော်ရွေးချယ်ပြီးတင်ဆက်ပေးခဲ့တယ်အဲ့ဒီ၃တင်းကဘာတွေလဲဆိုတော့ကျွန်တော်ဒီ Nottingham Forest နဲ့ Chelsea အတင်းရယ် Brighton နဲ့ Newcastle အတင်းရယ် Man City နဲ့ Everton တို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ဘွဲ့ကျွတ်သုံးသပ်ပေးခဲ့တယ်။ဒီ Nottingham Forest နဲ့ Chelsea အတင်းမှာဆိုရင်ကျွန်တော် Chelsea ဘော်ဒီကိုကျွန်တော်ယူချက်ပေးခဲ့တယ်။ဒီ Brighton နဲ့ Newcastle ဘွဲ့မှာဆိုရင်လည်းကျွန်တော် Asian Brighton တို့ကိုယူချက်ပေးခဲ့တယ်။ Man City နဲ့ Everton ဘွဲ့စဉ်မှာဆိုရင်လည်းကျွန်တော် Man City ဘော်ဒီကိုကျွန်တော်ယူချက်ပေးခဲ့တယ်။ကျွန်တော်ယူချက်မှုပွဲစဉ်၃ပွဲစလုံးအနိုင်ရရှိတဲ့အတွက်ကျွန်တော် Wonder PD ဖြစ်မိတယ်ဗျ။ဒီနေ့ညမှာလည်းမင်းညကလိုမျိုး အော်ဝင်ဖြစ်အောင်ကျွန်တော်အကောင်းဆုံးထိုးစားပြီးတင်ဆက်ပေးထားပါတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ညမှာဆိုရင်တော့တုံးတင်းမောင်းကပ်ကိုကျွန်တော်ရဲ့ဗီဒီယိုလေးမှာမတင်ပေးတော့ဘဲနဲ့ကျွန်တော်ရဲ့ဒီ Telegram Channel လေးမှာပဲကျွန်တော် free အနေနဲ့တုံးတင်းမောင်းကပ်လေးကျွန်တော်ရွေးချယ်ထားပေးတယ်ဗျ။ဒီနေ့ညမှာကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်ဒီနေ့ညမှာကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းဖြစ်တဲ့ဒီ VIP ပွဲစဉ်လေးဖြစ်တဲ့ကျွန်တော်ဒီ Manchester Liverpool နဲ့ Manchester United ရဲ့ပွဲစဉ်ကိုကျွန်တော် VIP အနေနဲ့ပွဲကြိုတုံးတက်ပေးတော့မှာဖြစ်ပါတယ်ဗျ။ ်အားလုံးပဲတည်ကြတဲ့အပိုင်းဒီနှစ်တင်းကဒီအင်္ဂလန်ပရီးမီးယားလီဂ်မှာပြေးစရာမှာရှင်ပြိုင်နေတဲ့တင်းတင်းဖြစ်တဲ့အင်္ဂလန်ပရီးမီးယားလီဂ်မှာရှင်ပြိုင်နေတဲ့တင်းတင်းဖြစ်တဲ့ဗျာနော်ဒီအင်္ဂလန်ပရီးမီးယားလီဂ်မှာဆိုရင်ဒီအင်ရှင်လီဗာပူးအတင်းကဘော်ဒီဂျေးတစ်လုံးတည်ရင်နဲ့5ပေါင်တီ3လုံးပြား40ရှုံးဆိုတဲ့ချင်းမျိုးဖွင့်လာတာကိုတွေ့ရတယ်ဗျာနော်ဒီအင်ရှင်လီဗာပူးတင်းကဒီအင်္ဂလန်ပရီးမီးယားလီဂ်မှာပြေးစရာမှာ9ပွဲရှင်ပြိုင်ကစားထားပြီး9ပွဲအနိုင်တရေပွဲမရှိပဲနှစ်ပွဲရှုံးနေထားတာကိုတွေ့ရတယ်ရမတ်15မတ်နဲ့အဆင့် သုံးနေရာမှာယက်တည်နေတဲ့အတင်းလို့ကျွန်တော်ကတွေ့သုံးနေရာမှာယက်တည်နေတဲ့အတင်းတင်းဖြစ်တယ်ဒီမနေ့ကကဒီမန်စီးတီးတင်းကအဲရှစ်ပွဲရှင်မှန်ကစားတာပြီးရှစ်ပွဲမြောက်မှာအနိုင်ရရှိတာဒီအုတ်စုအမတ်ဇယားနှစ်နေရာမှာယာယီတက်လှမ်းထားတဲ့အတင်းတင်းဖြစ်တယ်ဗျဒီအဝေးကွင်းဖြစ်တဲ့ဒီမန်ချက်စတာယူနိုက်တက်တင်းရတော့ဒီအင်္ဂလန်ပရီးမီးယားလိအမတ်ပေးဇယားမှာ ခုနှစ်ပွဲရှင်မြန်ကစားတာပြီးသုံးပွဲနိုင်တစ်ပွဲတည်းသုံးပွဲချုံးဆိုတဲ့ရလနဲ့ရမဆယ်မဲ့ရရှိကအဆင့်၁၁နေရာမှာရပ်တည်နေတဲ့အတင်းတင်းဖြစ်တယ်ဗျဟုတ်ကဲ့ဒီနှစ်တင်းမှာဆိုရင်ဒီအင်ရှင်လီဗာပူးအတင်းကဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်သူကဒီချက်စီရဲ့အင်ကွန်မှာတော့အချိန်မှန်ကစားပြီး2-1ဆိုတဲ့ရလနဲ့ရှုံးနေထတာကိုတွေ့ရတယ်ဒီချက်စီနဲ့ပွဲမတိုင်ခင်မှာဆိုလဲဒီ UEFA Champions League ပွဲစဉ်မှာဆိုရင်ဒီကလာရာစရီရဲ့အင်ကွန်မှာတော့အချိန်မှန်ကစားပြီး1-0ဆိုတဲ့ရလမျိုးနဲ့ဒီနောက်ဆုံးရှင်မြန်ကလေးနှစ်ပွဲစလုံးမှာနှစ်ပွဲစလုံးရှုံးနေထတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော် ီအဝေးခွင့်ပြည့်တဲ့ Manchester United ကကဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီ Tottenham တင်းကိုအိမ်ခွင့်မှာအခန့်ရှိမဲ့ကစားပြီး2-0ဆိုတဲ့ရလနဲ့အနိုင်ရရှိထားတယ်။ဒီ Tottenham နဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းသူကဒီ Bradford ရဲ့အိမ်ခွင့်မှာတွားရောက်ရှိမဲ့ကစားပြီး3-1ဆိုတဲ့ရလနဲ့ရှုံးနိမ့်ထားတာကိုတွေ့ရတယ်ဗျာနော်။ဒီနှစ်တင်းရဲ့ထိတဲ့ပြည့်စုံမှုတမိုင်းကိုတွားကြည့်လိုက်တဲ့အချိန်မှာဒီနှစ်တင်းရဲ့ထိတဲ့ပြည့်စုံမှုတမိုင်းနောက်ဆုံးရှိမဲ့ခဲ့တဲ့ငါးပွဲကိုတွားကြည့်လိုက်တဲ့အချိန်မှာအင်ရှင်လီဗာပူးတင်းက၃ပွဲအနိုင်၂ပွဲတည်းရေတပွဲတည်းလည်းဒီအဝေးခွင့်ဖြစ်တဲ့ Manchester United ကိုရှုံးနိမ့်ထားတာကိုတွေ့ရတယ်နော်။ ဒီနှစ်တင်းမှာဆိုရင်ကျွန်တော်ကဒီထိတ်တဲတွေးဆမှုအရာရဲ့တမိုင်းနေအရာမှာဆိုရင်တော့ကျွန်တော်ကတော့ဒီ ancient liverpool တင်းကခြေစမ်းပိုင်းမှာတာတယ်လို့ကျွန်တော်ကမြင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ ancient liverpool တင်းကဒီနှစ်ရာဒီမှာတာထွက်ကောင်းခဲ့တဲ့ဆိုပေမဲ့ဒီနောက်ဆုံးရှင်မှန်ခဲ့တဲ့သုံးပွဲစလုံးမှာဆိုရင်သုံးပွဲစလုံးရှုံးနေထားတာကိုတွေ့ရတယ်။အဲ့ဒီသုံးပွဲစလုံးဘာကြောင့်ရှုံးနေတာလဲဆိုပြီးကျွန်တော်အဖြေတွားရှာကြည့်လိုက်တဲ့အချိန်မှာဒီနှစ်တင်းဒီ liverpool အတင်းရဲ့အဓိကပြဿနာကဒီခံစစ်ပိုင်းပြဿနာကိုကျွန်တော်တွေ့မြင်ရပြီ။ ။ဘာကြောင့်လဲဆိုတော့ဒီခန်းစစ်ပိုင်းဒီပါဘူးရဲ့ခန်းစစ်ပိုင်းပြဿနာကတော်တော်လေးကိုစိုးရွားနေရအောင်ကျွန်တော်တို့တွေ့ရတယ်။ဒီနောက်ဆုံးခုနှစ်ပွဲတိတိရှင်မြိုင်ထားရမှာဒီခုနှစ်ပွဲစလုံးမှာဒီသူ့ရဲ့ခန်းစစ်ကခုနှစ်ပွဲစလုံးဂိုးတွေပေးခဲ့ဂိုးတွေပေးထားတာကိုတော့တွေ့မြင်ရတယ်ဗျာနော်။လီဗာပူးရဲ့အဓိကပြဿနာကဒီခန်းစစ်ပြဿနာလို့ကျွန်တော်ကမြင်မိတယ်။ဒီနေ့ညမှာလီဗာပူးကတူတူရဲ့ခန်းစစ်ပြဿနာကိုအကောင်းဆုံးပြင်ဆင်ပြီးတော့ဒီနေ့ညဒီပွဲကြီးပွဲကောင်းအနေနဲ့ဒီမန်ချက်စတာယူနိုက်တက်ကိုတစ်တစ်ချာချာလေးခန်းစစ်ပြင်ဆင်ပြီးမ ပွဲစဉ်ကိုလူထွက်လာလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျာနော်ဒီမန်ချက်စတာယူနိုက်တက်အတင်းကတော့ဒီနေ့ရာဒီမှာဒီနောက်ဆုံးသုံးပွဲမှာဆိုရင် သူကဒီဂိုတွင်းခြေတွေပြန်ပြီးတော့မြင်နေသူတို့ရတိုက်စစ်ကဂိုတွင်းခြေတွေပြန်မြင်နေရတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာနော်ဒါပေမဲ့သူတို့ကဒီတိုက်ဒီနောက်ဆုံးပွဲစဉ်တွေမှာဂိုးတွေတွင်းလာနိုင်တယ်သူတို့ရတိုက်စစ်ကအားတာချက်ဆိုပေမဲ့ဒီသူတို့ရအားနေချက်ကတော့ဒီနောက်ဒီပရီးမီးယားလိခွနပွဲမှာ အဝေးကွင်းတွားရောက်ရှင်မြခဲ့တဲ့သုံးပွဲကသူတို့ရဲ့အားနယ်ချက်ဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ဒီအဝေးကွင်းတွားရောက်ရှင်မြခဲ့တဲ့သုံးပွဲမှာဆိုရင်လေသုံးပွဲစလုံးမှာသူတို့ရဲ့ခံစစ်ကအနည်းဆုံး2-9နဲ့2-9အထက်ကိုသူတို့ရဲ့ခံစစ်ကသုံးပွဲစလုံး၉တွေပေးထားရတယ်။နောက်ပြီးသုံးပွဲစလုံးတွားရောက်ရှင်မြတဲ့အချိန်မှာလေသုံးပွဲစလုံးကတရေရလက်တော့မထွက်ရှိပဲနဲ့သုံးပွဲစလုံးရှုံးနေထားတာကိုတွေ့ရတဲ့ဒီ Manchester United ရဲ့အားနယ်ချက်ကိုလည်းကျွန်တော်တွေ့မြင်ရတယ်ဗျာနော်။ဒါကြောင့်မလို့ဒီနှစ်တင်းရာ ထိတ်တိုက်ပြစ်ဆုံမှုအရာတွေမှာဒီထိတ်တိုက်ပြစ်ဆုံမှုဒီနေ့တိထိတ်တိုက်ပြစ်ဆုံမှုတမိုင်းကိုတွားထက်မှကြည့်လိုက်တဲ့ကြာဒီတမိုင်းတစ်လျှောက်73ပွဲတွားရောက်ရှိမှန်ကစားထားတဲ့အချိန်မှာဆိုရင်လည်းဒီ73ပွဲမှာဆိုရင်72ပွဲလုံးကဒီအပြန်လန်တွင်ကူးတွေနဲ့ဒီနေ့တိထိတ်တိုက်ပြစ်ဆုံလိုက်တဲ့ဂိုးတွေမြူခဲ့တာကိုတွေ့ရတယ်3ဂိုးနဲ့3ဂိုးအထက်ဂိုးတွေတော်တော်လေးကိုများခဲ့တာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာနော်အဲဒီနောက်ဆုံးထိတ်တိုက်ပြစ်ဆုံမှုဒီ73ပွဲမှာဆိုရင်လည်းဒီအင်ရှင်လီဗာပူးအတင်းက ခုနှစ်ပွဲတိတိအနိုင်ရရှိပြီး၃ပွဲတည်ရကြကဒီအဝေးခွင့်ပြတဲ့ Manchester United ကို၃ပွဲတာနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျ။ဒါကြောင့်မလို့ဒီနေ့ညမှာဒီ Premier League အစမှာတာထွက်ကောင်းခဲ့တဲ့ဒီ Liverpool အတင်းနဲ့ဒီအဝေးခွင့်ပြတဲ့ Manchester United တို့ရဲ့ထိတိုက်ပြည့်စုံမှုမှာကျွန်တော်ကတော့ဒီ Ancient Liverpool body ကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်တယ်ဗျ။မဖြစ်လို့လဲဆိုတော့ဒီ Ancient Liverpool ကဒီနေ့ညမှာ တို့ရဲ့ခံစစ်ရဲ့ပြဿနာကိုတို့အကောင်းဆုံးဖြေသိပြပြလာလိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့အရှင်လီဘာပူဘော်ဒီကိုရွေးချယ်ပေးလိုက်ပါတယ်ဗျဂိုးပေါင်းအနေနဲ့ကတော့ကျွန်တော်ကတော့ဒီဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဒီနေ့တင်းရဲ့တမိုင်းတစ်လျှောက်မှာအပြန်အလှန်တွင်းကိုတွေနဲ့မြင်တွေ့ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်လည်းဂိုးများနိုင်တယ်လို့ကျွန်တော်ကယူဆမိတဲ့အတွက်ကြောင့်မလို့ဂိုးပေါင်းအပေါ်နဲ့ဒီအရှင်လီဘာပူဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျအဂိုးရလက်အနေနဲ့ကတော့အ2 1 3 1 4 1လောက်တော့သွားမယ်လို့ကျွန်တော်ကမြင်မိတဲ့ပွဲစဉ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ကတော့ဒီ Action Liverpool ပေါ်ဒီနဲ့ဂူပေါင်းအပေါ်ရွေးချယ်ပေးတာပါလေဗျဟုတ်ကဲ့ချစ်မိတ်ဆွေတို့ကျွန်တော်ရဲ့ရွေးချယ်မှုပွဲစဉ်လေးကိုအတွေးတူတယ်အကြိုက်တူတယ်ဆိုရင်တော့ဆော့ကစားနိုင်ပါတယ်အတွေးမတွေ့တော့ဘက်ကန်နိုင်ပါလေဗျရလက်ကောင်းတွေရရှိပါစေလို့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်နောက်ပြီးကျွန်တော်ရဲ့ဒီနေ့ညမှာဒီတခြား League ပွဲစဉ်တွေရောဒီ England Premier League ပွဲစဉ်တွေရောကျွန်တော်မောင်းတွယ်လေးတွေရော ဖီမောင်တွဲလေးတွေကိုကျွန်တော်ကျွန်တော်ရဲ့ Telegram မှာအခမဲ့အနေနဲ့တင်ထားပေးထားပါတယ်ဗျကျွန်တော်ရဲ့ Telegram channel လေးကိုလိုချင်တဲ့ဆိုတော့ဒီ video လေးရဲ့ comment မှာကျွန်တော်ရဲ့ Telegram channel link လေးချပေးထားပါတယ်ကျွန်တော်ရဲ့ Telegram channel link လေးကို join ပြီးတော့ချင်းမိတ်ဆွေတို့ကျွန်တော်အစီမှာဖီမောင်တွဲလေးတွေရောစိတ်ကြိုက်တပွဲကောင်းလေးတွေရောအခမဲ့ရယူနိုင်ပါတယ်ဆိုတာကိုကျွန်တော်သတင်းကောင်းအနေနဲ့ပြောချင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီနေ့ဒီတော့ပဲတင်ဆက်ပြပါစေရလက်ကောင်းတွေရရှိပါစေလို့ကျွန်တော်စုမုံကောင်းတဖန်ထပ်တောင်းပေးလိုက်ပါတယ်ဗျ